တိထားရမယ်အချက်တစ်ချက်ရှိတယ်။ online လုပ်နေတဲ့သူ အွန်လိုင်းလုပ်နေတဲ့သူတွေဒီလိုမျိုးခက်ကြီးမှာအထူးတတိထားရမယ်အချက်တစ်ချက်ရှိတယ်။အွန်လိုင်းလုပ်နေတဲ့သူတွေအများဆုံးအွန်လိုင်းပေါ်မှာငွေဝင်တာလွယ်တယ်။ငွေဝင်လွယ်တယ်ငွေဝင်များတယ်လွလွယ်လေးနဲ့ကိုဝင်တယ်၁၀ကနန်း၊ရာကနန်း၊သိန်းကနန်း၊ထောင်ကနန်းလွလွယ်လေးနဲ့ကိုဝင်ကြတယ်လွလွယ်လေးနဲ့ကိုဈေးရောင်းနိုင်တယ်လိုအပ်သွားတဲ့အရာပါလဲဆိုရင်ငွေကြေးစီမံခခွဲဖို့အတွက်လိုအပ်ကြတယ်တတိမထားကြအောင်ငွေဟာဝင်လွယ်တဲ့အခါမှာတုံးတာလဲလွယ်ကြတယ်အတုံးများကြတယ်အတုံးများတဲ့အခါနောက်ဆုံးဖြစ်ပေါ် လာတဲ့အရာပါလဲငွေကြေးပြက်တနာဆိုတာဖြစ်ပေါ်အဲ့တော့ဂီဒီတို့အထူးသတိထားရတော့မှဘာဖြစ်လို့လဲဆိုရင်ပြက်တနာကဘယ်အချိန်ဖြစ်ပေါ်လာမှလဲဆိုတာမသိနိုင်ပြီးတော့လောကကြီးကနေဖြစ်ပေါ်လာတဲ့ပြက်တနာကလည်းအချိန်မရွေးကသူဖြစ်လာနိုင်တယ်ဆိုတော့ကို့မှာငွေကြေးတေချာစီမံခခွဲတပ်ပလို့အပ်တဲ့ မှာငွေသားရှိဖို့လိုအပ်တယ်တချို့ငွေတွေအများရှိတယ်ဒါပေမဲ့ပစ္စည်းပိုင်းမှာအလုံးရင်းလိုက်တာပစ္စည်းများများရင်းရအမျက်များများထွက်ဖို့ဆိုပြီးတော့ပစ္စည်းတွေအကုန်ရင်း၃00လောက်ပဲရှိတယ်ဒါပေမဲ့ emergency မှာသုံးဖို့ငွေကမထားတာဘူးကိုယ့်ရဲ့အနာဂတ်ငွေအတွက်လည်းမထားတာဘူးဟိုကရှာလိုက်သုံးလိုက်ပစ္စည်းထဲမှာပဲပတ်စံကအလုံးသွားပြီးမြုပ်ထားတော့ပြဿနာတွေဖြစ်လာတဲ့အခါမှာငွေကြေးပြဿနာဖြစ်မှာသေးကြတယ်တချို့အုပ်စုကပစ္စည်းမှာတော့မမြုပ်ရအောင်ဒါပေမဲ့ရှာတလောက်ကိုအကုန်သုံးတာရှာတလောက်သုံးတဲ့အုပ်စုလေ ည်းရှိတယ်။ရှာတာထက်ကိုပိုတုံးမိတဲ့အုပ်စုလည်းရှိ။ဘာလို့လဲ။သူဝင်လာမှာပဲ online ပေါ်မှာငွေဝင်လွှဲတယ်မှတ်လား။အာနောက်သူဝင်လာမှာပဲသူဝင်လာမှာပဲဆိုတော့အခုခေတ်မှာဘယ်အရာမှမတေးကြဘူး။ကိုယ်စိတ်ထဲမှာဒီချိန်ဒီခါမှာဝင်လွှဲတာမှန်တယ်။ဒါပေမဲ့နောက်ရက်မှာလုံလို့ရသေးလား။နောက်ရက်မှာ online ရှိသေးလား။ဘာပြစ်လာမှာလဲဆိုတော့ဘယ်သူမှမသိဘူး။အထူးသဖြင့်ဒီလိုငလျင်ကာလမှာစ online လုပ်နေတဲ့သူအများစုအလုပ်ရရတယ်။တပတ်ဆက်ရရရတယ်။ဒါပေမဲ့အများစုငွေကြေးငွေဒါကိုယ်စီမှာလုံလောက်မှုမရှိတဲ့အခါဘာဖြစ်လာတာလဲ ်ပူလောင်မှုဆော့ဖြေရတယ်။ကိုမှငွေသားလုံလောက်မှုမရှိဘူး၊ငွေကျစ်လို့လောက်မှုမရှိဘူး။အနာဂတ်ငွေတိန်းထားတာမရှိတဲ့အခါမှာစိတ်ကမပျော်နေတော့ပူလောင်ရမှသေးကြတဲ့ဖေတီတို့စ조사တာတမျိုးပဲ focus လုပ်နေလို့မရ၊ငွေရှာတာတမျိုးနဲ့ပဲအာယုံစိုက်နေလို့မရ။ငွေကြေးတေချာစီမံခခွဲပါလို့ KT တတိပေးခြင်းနဲ့ငွေကြေးစီမံခခွဲတက်လာတဲ့အခါမှာငွေကြေးပိုင်းမှာကိုပြဿနာဆိုတာဖြစ်ပေါ်လာမှာမဟုတ်တော့ငွေရှာတော်တယ်လို့ငွေကြေးစီမံခခွဲတက်ဖို့လဲလို့အပ်ပါတယ်ဒီဗီဒီယိုကနေနား ားထောက်ပြီးငွေကြေးတေချာစီမံခခွဲဖို့အဆုံးဖြတ်ချက်ချထားတဲ့သူတွေ yes လို့ရေးလာပေးပါငွေကြေးပိုင်းမှာအလုံးလွတ်လပ်မှုရကြပါစေအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ခေါက subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ